န်52နှစ်ပြည့်မွေးနေ့လေးမှာလူတန်းမှုတွေပြုလုပ်ခဲ့တဲ့အပြင်မိသားစုတွေဆုံဆုံလင်းလင်းနဲ့မွေးနေ့ပွဲလေးကိုပျော်ရွှင်စွာကျင်းပခဲ့တဲ့နိုင်ငံကျော်တရုတ်ဆောင်နန္ဒလိုင်းမင်္ဂလာပါပရိသတ်ကြီးရှင်တခေတ်တခါကယောက်ျားလေးပရိသတ်တွေသာမကမိန်းကလေးပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းကိုပါရရှိခဲ့တဲ့တရုတ်ဆောင်နန္ဒလိုင်းကတော့ဒီနေ့လေးမှာအသက်52နှစ်ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ် တရုတ်ဆောင်နနာလိုင်းဟာနှုပညာလောကမှာအောင်မြင်ဆုံးချိန်မှာပဲခင်မုန်းဖြစ်သူဦးစေတီဟာနဲ့အကြောင်းပါခဲ့ကအနှုပညာလုပ်တွေကိုလည်းရနာလိုက်တာဖြစ်ပါတယ်သမီးသုံးယောက်မိမိဖြစ်လာခဲ့ပြီးနောက်မှာလေမိသားစုအတွက်နဲ့သမီးသုံးယောက်ရဲ့ဘဝရှည်ရေးအတွက်ကိုသာဦးစားပေးလှူဆောင်ခဲ့တဲ့နန္နာလိုင်းကအနုပညာလုပ်တင်မလုပ်တော့ပေမဲ့လေအခုချိန်ထိပြည်သက်တွေရဲ့အားပေးချစ်ခင်ခြင်းကိုတော့ရရှိနေစေတရုတ်ဆောင်တယောက်ဖြစ်ပါတယ် ဒီကနေ့နိုဝင်ဘာလ2ရက်နေ့လေးကတော့တရုတ်ဆောင်နန္ဒလိုင်ရဲ့အသက်52နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီးတရုတ်ဆောင်နန္ဒလိုင်ကမွေးနေ့မနက်ခင်းမှာကျေးဇူးရှင်မိခင်ကြီးရဲ့အခြေအဆုံကိုဥခိုက်ကြတော့ခဲ့ကတန်ဃာတော်တွေကိုထောပတ်ထမင်းစက္ကန့်လှူဒန်းခဲ့တဲ့အပြင်လမ်းသွားလမ်းလာတွေကိုလည်းထောပတ်ထမင်းလှူဒန်းခဲ့တာပဲဖြစ်ပါတယ်ဒါအပြင်ညပိုင်းမှာတော့မိသားစုတွေဆုံလင်းစွာနဲ့ညစာစားပွဲလေးကိုလည်းပျော်ရွှင်စွာနဲ့ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ တရုတ်ဆောင်နနာလာရဲ့အသက်52နှစ်ပြည့်မွေးနေ့လေးကိုမိသားစုတွေနဲ့ဆုံလင်းစွာကျင်းပခဲ့တယ်ဆိုတဲ့အကြောင်းကိုတော့မောင်ဖြစ်သူစိန်ဖြိုးလိုင်ကအခုလိုပြောပြထားပါတယ်။မောင်ဖြစ်သူစိန်ဖြိုးလိုင်ကဒီကနေ့က Happy Nanda Day ပါမလတ်ရဲ့မွေးနေ့မလို့ပါ Family Dinner ပုံလေးတွေပါဆိုပြီးတော့မျှဝေလာခဲ့တာလည်းဖြစ်ပါတယ်။တယောဆောင်နနာလိုင်းကမွေးနေ့ရဲ့ညပိုင်းလေးမှာတော့ချေရတဲ့ညီကိုမောင်နှမတွေနဲ့အပေါင်းအသင်းတွေကိုဖိတ်ကြားပြီးတော့မွေးနေ့ညစာစားပွဲလေးကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ နနလိုင်းကိုချစ်ကြပြီးတော့ဒီနေ့ဒီချိန်ထိလည်းသူမရဲ့လှူရှားမှုတွေကိုမျှော်လင့်နေကြတဲ့ပရိသတ်တွေရဲ့အတွက်တရုတ်ဆောင်နနလိုင်းရဲ့မွေးနေ့ပုံရိပ်လေးတွေကိုခုလိုဖော်ပြတင်ဆက်ပေးလိုက်ရပါတယ်ရှင်။